အားလုံးပဲမင်္ဂလာပါဗျ။ဒီဗီဒီယိုမေကွန်တစ်ခုနဲ့စာကြည့်နေမှာနော်။မေကွန်တစ်ခုဆိုရဲဆိုင်ဟောအထွေးခေါ်တစ်ခုလိုပဲပြောမှာပဲဖြစ်တယ်ဗောနော်။အခုဒီဗီဒီယိုကြည့်နေတဲ့ audience တယောက်အနေနဲ့ဒီတောကြီးတစ်ခုတွေရောက်သွားမယ်။အတောကြီးကိုဘယ်ချိန်မှာရောက်မလဲဆိုတော့ဒီညဗောနော်။လုံးဝလာမညတညဗော။လာမညတညမှာဒီည7နာရီလောက်မှာဒီတောတဲကိုရောက်သွားမယ်။တောတဲကိုရောက်သွားမယ်ဆိုရင်လုံးဝပုံကြီးတစ်ခုလုံးကလည်းပိမ့်ပဲ့အောင်မောင်းနေမယ်။ အဲ့လိုအနေထားမျိုးမှာ ကိုကတစ်ခုခုကိုသိကျင်တယ်ကိုသွားရလမ်းကိုရှာကျင်တယ်ဆိုရင်ကျွန်တော်တို့ထဲကပါလာရဲ့ဓာတ်မျိုးထုတ်မယ်ထုတ်ပြီးတော့ကျွန်တော်တို့ကဓာတ်မျိုးဖွင့်ထိုးလိုက်မယ်ထိုးလိုက်တဲ့ချိန်ညာရင်အလင်းဆွမ်းရထွက်လာတယ်ထွက်လာပြီးကျွန်တော်တို့ဒီကျွန်တော်ရှိမှရှိအရာဝတ္ထုတွေအနေပေါ်မှာအလင်းပြန်ပြီးတော့ကျွန်တော်မျက်စိကိုပြန်အောင်တယ်ပြန်အောင်ပြောမှာကျွန်တော်တို့ကမြင်သိမှုဆိုတဲ့အာရုံတစ်ခုရတယ်ပေါ့နော်အားနဲ့ကျွန်တော်သွားမယ်လမ်းကျွန်တော်သွားမယ်နေရာဟိုအနေရရှိမှရှိဒါတွေကို ဒါတော့ကျွန်တော်သွားမယ့်လမ်းမှာပါရရှိလေဆက်စားရအောင်ကျွန်တော်တို့မြင်ရတယ်ဒါတပိုင်းပေါ့နော်ဆိုတော့ဟုတ်ပြီဒါနဲ့ဆက်ကျင်ပဲကျွန်တော်တို့ဒီနေ့လေ12နာရီဒီ audience ပဲပေါ့နော်ဒီနေ့လေ12နာရီဘလိုနေရာမျိုးမှာရှိမလဲဆိုရင် disaster ပေါ့နော်ဒီတဲကန်နာရီလိုနေရာမျိုးမှာရှိမယ်တဲကန်နာလိုနေရာမျိုးဆိုတာသိရတယ်အပင်တွေလည်းမရှိဘူးဟောနေရာလည်းကြည့်ကြတော့ပုံနေမယ်အဲ့လိုနေထားမျိုးမှာကျွန်တော်တို့ကဒါ ခဏလာပဲဖြစ်ဖြစ်ပေါ့နော်ဒီနေရောင်ကြီးကိုမလို့ကျင်တော့အရန်ပူလောင်တဲ့နေရောင်ကြီးမလို့ကျင်တော့တဲ့အတွက်ဟိုခဏလာမောင်အမောင်အရေးတခုလို့ကျင်တယ်အဲ့ဆိုရင်ကျွန်တော်တို့မှာပါလာတဲ့အမောင်တစ်မျိုးထုတ်ပြီးတော့ကျွန်တော်ထိုးလိုက်ထိုးပြီးကျွန်တော်အဲ့ဒီအမောင်စွဲရင်ကိုယူပြီးတော့ကျွန်တော်တို့ဒီအိမ်ဆက်အနားယူတာတော့ဒါမျိုးခဏတစ်ဖြုတ်ဒီအမောဖြေတာတော့လုံးလုံးရနိုင်လားဘာဖြစ်လို့လဲဆိုတော့ ဒီအလင်းသာဆွမ်းတခုဖြစ်ခဲ့ရင်အမောင်ဆွမ်းတခုမဖြစ်နိုင်ဘူးလားဆိုတော့အတွေးခေါ်လေးတခုနဲ့နည်းကျွန်တော်စလိုက်ခြင်းနဲ့ပေါ့နော်လက်ရှိမှာတော့ကျွန်တော်တို့ဒီကျွန်တော်တို့ကဘာမှာ scientist scientist တွေကလက်ခံထားတာဒီကျွန်တော်တို့ universe ကျွန်တော်တို့ရဲ့စကြဝဠာကို dark matter အမောင်ဆွ dread 2ကဒီ28ရာခိုင်နှုန်း dark energy အမောင်ဆွမ်းရာကြတော့68ရာခိုင်နှုန်းနဲ့ ဒီကျွန်တော် visible matter တွေပေါ့နော်ကျွန်တော်အခုမြင်နေတဲ့ကျဲတွေလာတွေကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေအားလုံးကိုကြတော့ဒီ visible matter လို့ခေါ်တော့အဲ့ဒါကြတော့5%အဲ့ဒါနဲ့ဖွဲ့စည်းထားတယ်ပြောတယ်ဆိုတော့ဒီအချိုးအစားကိုကြည့်လိုက်မှဆိုရင်စကြောလာကြီးတစ်ခုလုံးကအဓိကအဓိကဖွဲ့စည်းထားတဲ့အခြေခံအကျဆုံးဖွဲ့စည်းမှုက dark energy နဲ့ dark matter ဖြစ်တယ်ပေါ့နော်ဒီအမောင်စွမ်းရင်လည်း amount dread through လို့ပဲပြောရမှာပဲဖြစ်တယ်ဗောနော် amount ဆိုရင်လည်း amount dread through ကကြတော့ဘလို့ခြားနာလဲဆိုတော့ amount dread through ဆိုရဲတော့ဒီ glossy ကိုစူးစိထားစီတဲ့အရာလို့တော့လက်ရှိတော့လက်ခံထားပြီးတော့ဒီ amount ဆိုရင်ဆိုတာဘာလဲဆိုတော့သူကလုံးလုံးစေတော့ amount ဆိုရင်ကိုအရင်ညမဲဆဆတော့မသိဘူးဗောနော်အရင်အများကြီးမသိနိုင်ဘူးဒါပေမဲ့လုံးလုံးစေတည်တဲ့လောက်က ဘလို့ယူဆတာလဲဆိုတော့ဒီဆက်ကြောက်ကျွန်တော်တို့ဒီနေထိုင်နေတဲ့ဆက်ကြောက်ပလိုင်းတစ်ခုလုံးကိုပြန်ကားစေရဲ့ဆွင်အာဒီအမောင်ဆွင်လို့ science တွေကသိပ္ပံပညာရှင်တွေကလက်ခံထားရပေါ့ဆက်ကြောက်လိုက်ပြန်ကားနေဆိုတော့ဘလို့သိတာလဲဒါမို့ရင်ဘယ်တော့ဘယ်တော့သိတာလဲဘလို့သိတာလဲဆိုတော့ဆက်ကြောက်လိုက်ကတကယ်ကိုပြန်ကားနေလားဆိုတော့မိကုံကိုကျွန်တော်နည်းနည်းလေး ိုဆွေးနွေးခြင်းလဲပေါ့နော်ဆိုတော့စကြောလာကြီးကဒီပြန်ကားနေဆိုတဲ့အကြောင်းကိုဟိုတွေးရှိခဲ့တယ်လို့ပဲပြောရမှာပေါ့တွေးရှိခဲ့တာကတော့ admin ဟာပဲဖြစ်တယ်ပေါ့နော်သူကဘယ်ချိန်ဘယ်တော့တွေးရှိရလဲဆိုရင်1929ခုနှစ်ကတွေးရှိခဲ့တယ်ဘလို့နီးနဲ့တွေးရှိတာလဲဘလို့နီးနဲ့တွေးရှိရလဲဆိုတော့ဒီပြန်ကားမှုမပြောမင်းကျွန်တော်ဥပမာလေးတစ်ခုပြောခြင်းတယ်ဥပမာလေးကိုကျွန်တော်ပြောပြမယ်ပေါ့နော်ကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့ဥပမာ ဥပမာဘယ်လိုလဲဆိုတော့လူနာတင်ကားဖြစ်ဖြစ်ဒီရဲကားဖြစ်ဖြစ်ဒီအတန်ကိုဖွင့်ပြီးတော့သွားမယ်။သွားမယ်ဆိုရင်ဒီရဲကားဆောက်တော့ရက်နေမယ်။ရက်နေမယ်။ဒါပေမဲ့ရက်နေရတယ်မှာလူဖြည်းဖြည်းနဲ့ဝေးရအောင်သွားတဲ့အတန်ပေါ့နော်။ဝေးသွားတဲ့အတန် ကျွန်တော်တို့ဝေးဝေးရောက်သွားရတဲ့သူ့အလာတဲ့အတန်ပေါ့နော်အတန်တိုင်းလေးဟာရှည်သွားတယ်ရှည်သွားပြီကျွန်တော်တို့နောက်လာလာရိုက်တဲ့ချိန်မှာ pitch ကတူပေါ့တူသွားတယ်ဒါသွားနေလို့အဲ့လိုကမသွားဘူးဒီ Luna တင်ရမသွားဘူးပေါ့အဲ့နေရာမှာရက်နေမှာဆိုရင် ကျွန်တော်တို့အဝေးတနေရာမှာရက်နေမှာဆိုရင် ကျွန်တော်တို့နားလေးကိုလာတဲ့အတန်ကကျွန်တော်တို့နားမှာရှိသလောက်တော့မကျေတော့ဘူးဒါပေမဲ့တေချာတစ်ခုကတော့ဟိုတိုးပဲတိုးနေမယ်ခုနကလို pitch ကမလျော့သွားဘူး အဲ့ဒီ knee ကိုတော့ကျွန်တော်ကဘယ်လိုခေါ်လဲဆိုတော့ doppler effect လို့ခေါ်ရပါတော့။အဲ့ doppler effect ကိုအခြေခံထားပြီးတော့မှဒီစကြောက်လိုက်ပြန်ကားမှု ဖြစ်မဖြစ်ကိုတိုင်းတာလေပေါ့။အဲ့ဒါဘယ်လိုတိုင်းတာလဲဆိုတော့အဓိကအနေနဲ့ redshift ပေါ့နော်။ redshift ဖြစ်ရင်တော့ဒါဟိုစကြောက်လိုက်ပြန်ကားနေပေါ့။ဥပမာကျွန်တော်တို့ဒီနေရလာတဲ့အလင်းကိုကျွန်တော် spectrum ခွဲလိုက်မယ်။ spectrum ခွဲလိုက်တယ်ပေါ့နော်။ဒီအယောင်ခွဲလိုက်တဲ့အချိန်မှာသူ absorption line ရှိရှိ ဒီ absorption ဆိုတာဒီသူ့မှာဒီအလင်းလေးပြက်နေပေါ့တချို့နန်းအလင်းတွေကပြက်နေပေါ့နော်အဲ့ဒီအလင်းတွေကဒီနေရာဆိုရင် oxygen ရှိတယ်ပေါ့နော်ဒီနေရာဆိုရင် hydrogen hydrogen absorb လုပ်လို့ဒီ line တွေကပြက်နေတယ်။ဒါပေမဲ့အဝေးတနေရာနေပေါ်မှာကျွန်တော်တို့ ਨੇ ဝေးกว่าတဲ့နေရာနေမှာလာနေတဲ့ line တွေ line တွေကဆိုတော့ဘလို့ဖြစ်သွားလဲဆိုတော့ဒီရှိရမဲ့ဒီ absorption line တွေကဒီ absorb ဒီ absorb လုပ်ခံထားရတယ်ပေါ့နော်ဆုပ်ယူခံထားရတဲ့ line တွေကဥမာဒီနေရာဆိုရင်ဥမာထားလို့100 နာနိုမီတာမှာရှိရမယ်ဒီ absorb ပြည့်နေတဲ့ line တွေက100နာနိုမီတာပြောင်းနေရမယ့် line တွေကအနီရောင်ဘက်ကိုပြွေသွားကြတယ်ရှစ်ဖြစ်သွားတယ်အနီရောင်ဘက်ကိုရှစ်ဖြစ်သွားတယ်ဗောနော်ပြွေသွားကြတယ် red အဲ့ဒါကို red shift လို့ခေါ်တယ်သူကဘာကြောင့်အနီရောင်ဘက်ကိုပြွေသွားလဲဆိုတော့ဒီ line တွေကသူကဥပမာထားတော့ဒီ galaxy တစ်ခုကသာကျွန်တော်တို့ဝေးအောင်မသွားဘူးဆိုသူရှေ့လာတဲ့ line တွေကကျွန်တော်တို့ရှေ့ကိုရောက်ရင်ပုံမှန်ပဲဖြစ်ရမယ်ဝေးတော့ဝေးရဲဆိုပေမဲ့လေ तू อ่ะမရွေးနေဘူးဆိုရင်ဒီ absorption ဖြစ်နေတဲ့ line တွေอ่ะဒီပုံမှန် တူနေရမယ်ဘောနော်ဥပမာထားတော့ဒီဓာတ်ငွေ့ရအဆုတ်ယူခြင်းခံရတယ်ဆိုရင်ကျွန်တော်ရှိရောက်လာတဲ့အချိန်ညာလဲဒီ line ကဒီနေရာပဲပြက်နေရမယ်ဒါပေမဲ့ဒီ glacier ကျွန်တော်နဲ့ဝေးရောက်ရွေ့နေပြီဆိုရင်ကျွန်တော်ရှိကိုလာတဲ့ line တွေဘောနော်ခုနပြောတဲ့ဒီ lane line ညာသူက struck ဖြစ်သွားမှာ struck out ဖြစ်သွားမှာဆိုဆွေးဆက်ခြင်းခံရမယ်ဆွေးဆက်ခြင်းခံရတယ်ဆိုရင်သူကခုန absorption လောက်ထားတဲ့ line ညာကြတော့အနီအောင်ဘက်ကိုရွေ့သွားတယ်အဲ့ဒါကိုကျွန်တော်တို့က red shift ဖြစ်တယ်လို့ခေါ်ရပါတယ် red shift ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့တတ်မှတ်လိုက်တာဒီ glacier ကကျွန်တော်တို့ထက်ဟိုကျွန်တော်တို့ရဲ့ဝေးရာကိုပြေးနေကြတယ်ဒီ glacier ကကျွန်တော်တို့ကျွန်တော်တို့နဲ့ဝေးရာကိုပြေးနေရဲ့ဘာကြောင့်ပြေးနေလဲဆိုရင်ဒီကျွန်တော်တို့ရဲ့ universe က expand ဖြစ်နေတယ်ပေါ့နော်ပြန်ကားနေတယ်လို့ကျွန်တော်တို့ကယူဆခဲ့ကြတယ်ပေါ့နော်ဆိုတော့ဒီ universe ကဘယ်လိုပုံစံနဲ့ပြန်ကားနေရလဲဆိုတော့ဥပမာပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီပူပေါင်းတစ်လုံးပေါ့နော် ျွန်တော်တို့လေမှုတ်လိုက်တဲ့သဘောမျိုးပေါ့အဲပူပေါင်းမှုမှာကျွန်တော်တို့ကလေမမှုတ်ခင်မှာအဆက်20ချပါလိုက်အဆက်20ချပြီးတော့အဲပူပေါင်းကိုကျွန်တော်တို့ကလေမှုတ်ထည့်လိုက်မယ်ဆိုရင်တဖြည်းနဲ့ပူပေါင်းကြီးလာလေဒီအဆက်ရဲ့နှစ်ခုရဲ့အခွာဝေးကတဖြည်းဖြည်းနဲ့ကျေလာလေပဲအဲ့လိုပုံစံမျိုးလို့လောလောဆယ်ဥပမာပေးပြောကြတယ်ပေါ့နော် deck energy ဆိုတာဘာလဲဆိုရင်တော့ကျွန်တော်အစောပြောခဲ့လို့ပဲကျွန်တော် deck energy အကြောင်းကို တော်တော်များများမသိသေးဘူးနော်သိပ္ပပညာရေးမှာဆိုရင်ဒီ debt energy နဲ့ပတ်သက်တာဘေးရီးဆက်ဆံနဲ့အဖြစ်ရှာရခက်ခဲနေတဲ့အကြောင်းအရာတစ်ခုပဲဖြစ်တယ်ဗောနော်ဒါပေမဲ့အဲ့ထဲမှာကျွန်တော်တို့သိသလောက်ဗောနော်ကျွန်တော်တို့သိသလောက်တော့ဘာတွေသိလဲဆိုတော့ဒီကျွန်တော်တို့ရဲ့ universe ကိုပြန်ကားအဓိကပြန်ကားနေစီနေတယ်အားတစ်ခုလို့ကျွန်တော်ပထမသတ်မှတ်တယ်နောက်တစ်ခုကဒီ debt energy ဆိုတာကျွန်တော်တို့ပိုက်ဆိုင်ထားပြီးတာနိပညာရင်းနဲ့လုံးဝတိုင်းတာလို့မရတဲ့ energy တမျိုးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ universe ရဲ့68ကနေ81ရာခိုင်နှုန်းဒီလွှမ်းမိုးထားတာကဒီ dead energy ဖြစ်တယ်ပေါ့နော်ဒီစက်ကြောလိုက်ဒီခုလုံးမှာအချိုးညီစွာနဲ့ပြန့်နှံ့ရောက်ရှိနေလို့ကျွန်တော်တို့ယူဆထားတယ်ဒါတွေကကျွန်တော်တို့လက်ရှိတည်ထားပြီးသား dead energy ရဲ့ဟိုစွမ်းအားတွေပဲဖြစ်တယ်ပေါ့နော်တကယ်လို့ဒါဒီ deck energy ကအချိန်နဲ့အမျှသူကအားကောင်းလာပြီးတော့ဒီ တဖြည်းဖြည်းနဲ့ကျွန်တော်တို့ရဲ့ universe ကအရန်ပြန့်ကားနေမှာဆိုရင်နောက်ဆုံးမှာ big grid လို့ခေါ်ရပါတော့ဒီ universe ကဆုတ်ဖြဲခံရပြီးတော့ now big fish ဆိုရဲစัจ java wallet တစ်ခုလုံးအေးဆက်ပြီးတော့ဒီအလင်းမဲ့သွားနိုင်တယ်လို့တော့ဒါယူဆထားတယ်ပေါ့နော်ဒီဟာကိုပြန်လဲဖြည့်ရှင်းဖို့အတွက်ကြတော့လဲကျွန်တော်တို့ဒီ quantum mechanics ရဲ့ string theory ရဲ့ပေါင်းစပ်ပြီးတော့ဖြည့်ရှင်းနိုင်တယ်လို့လဲယူဆနေကြတယ်ပေါ့နော်ဒါတွေအားလုံးကတော့ hypothesis တွေဖြစ်ပြီးတော့အားလုံးလောလောလက်တလောအရာ လေးလာနေစေ အခြေအနေမျိုးမှာရှိသေးတယ်လို့ပဲပြောမှာဖြစ်တယ်ဗောနော် dark energy ကိုကျွန်တော်တို့ experiment လုပ်တဲ့အဓိက project ကတော့ dark energy survey လို့ခေါ်တယ်ဗောနော် chili ရဲ့ဒီ monitor ပုံမှာလုပ်တယ်ဗောနော်အဲ့ဒါတော့ဘယ်လောက်တာလဲဆိုတော့ farming nation ရဲ့ accelerator laboratory ဆိုတဲ့ဒီအဖွဲ့အစည်းပေါ်မှာအဓိကဦးဆောင်ပြီးတော့လုပ်တဲ့ဒီ dark energy survey project ရှိရပါတော့နောက်တစ်ခုကတော့ဒီ dark energy stereoscopic instrument ပေါ့နော်အဲ့တော့ကျွန်တော်အခုလွတ်တင်ထားတဲ့ web telescope နဲ့ပဲလေဒီ deck energy အကြောင်းကိုကျွန်တော်တို့လေ့လာနေကြရတယ်ပေါ့နော်ဒါပေမဲ့ deck energy ကရန်လေ့လာရခက်နေတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အလင်းနဲ့သူသူကိုယ်တိုင်ကထုတ်လုပ်မှုအလင်းထုတ်လုပ်မှုလည်းမရှိဘူးပေါ့နော်ကျွန်တော်တို့အလင်းနဲ့လည်း real မဖြစ်ဘူးဆိုတော့ကျွန်တော်တို့မှာသူ့ကိုတိုင်းတာစရာ instrument လည်းမရှိဘူးဖြစ်တယ်ဖြစ်နေတဲ့အတွက်ကြောင့်သူ့ကို ျွန်တော်တို့ဒီရှာဖွေရအရန်ခက်နေတယ်ဆိုရဲနေသားမျိုးဖြစ်နေတယ်ဗောနော်ဒီနေ့ကတော့ဒီကျွန်တော် dead energy အကြောင်းကိုဒီ general အဖြစ်ဒီအလောက်ပဲဆွေးနွေးပါမယ်ဗောနော်တကယ်လို့အခွင့်အခါသင်လို့ dead energy အကြောင်းကိုပြန်လဲဆွေးနွေးပြမယ်ဆိုရင်လည်းဒီဘာတွေဆွေးနွေးစေချင်လဲဆိုတာကိုကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့အောက်က comment ထဲမှာဝင်ရောက်ရေးထားပေးခဲ့လို့ရပါတယ်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်